်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပလဲမျိုးနဲ့ကန်တော့ရေစကန်သိန်းတိုက်ပွဲပြင်းထန်နေစကန်ပိတ်ဆို့ထားနိုင်ပြီဟု PLA ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းပလဲမျိုးနယ်ကစစ်ကောင်စီတပ်အခိုင်အမာတက်ဆွဲထားတဲ့ကန်တော့ကြီးရွာကရေစကန်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကသတင်းဌာနကို ပြောပါတယ် လိုက်ပွဲဖြစ်နေတဲ့ကန်တော့စက်ခန်းဟာပလဲမျိုးကနေမကွေးတိုင်းကံကောမျိုးကိုသွားတဲ့လမ်းပိုင်းပေါ်မှာရှိပြီးပလဲမျိုးနဲ့၁၄မိုင်ကွာဝေးပါတယ်။အဲ့ဒီခြေရွာကနေမြေရဲစက်ခန်းကိုစစ်ကောင်စီကတက်ဆွဲပြီးအခိုင်အမာပြုလုပ်ထားတဲ့စက်ခန်းဖြစ်ကအင်အားတရာခန့်ရှိနေတယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီစက္ကန့်ကို PLA ဦးဆောင်ပြီးအခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပြီးခဲ့တဲ့ဇွန်လ၂ရက်ကတည်းကစီးနင်းတိုက်ခိုက်နေတာလို့ပြောပါတယ်။အခုတော့အဲ့ဒီစက္ကန့်ကိုဝိုင်းပိတ်ဆို့ထားပြီးရဲစက္ကန့်ဆိုပေမဲ့သူတို့ကအင်အားတွေထပ်ဖြည့်နေတာရောဂရုချင်းတွေကအစတပ်ပုံစံနဲ့အခိုင်အမာလှုပ်ထားတဲ့စက္ကန့်ဖြစ်နေတာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ အဲ့ဒီစခန်းကိုစစ်ကောင်စီကပြူစောတိအားကောင်းရာအင်မတီကျေးရွာကနေတက်ဆင်းအင်အားတွေဖြစ်တင်းပို့နေတာလို့လဲ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။လေရင်နဲ့အင်မတီကိုလာချတဲ့အင်မတီကနေစစ်ကြောင်းထုတ်ပြီးအင်အားတိုးနေတာလို့၎င်းကဆက်ပြောပါတယ်။မနေ့ကဇွန်လ10ရက်ကလည်း PLA ပူးပေါင်းတပ်တွေကအကန့်တောက်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာလေကြောင်းတိုက်ခိုက်ပို့လာတဲ့စစ်ကောင်စီရဲ့ Jet Fighter ကို PLA ရဲ့ရှေ့တန်းရဲဘော်တွေကပစ်ချခဲ့တယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ပြီးခဲ့တဲ့2023ဇန်နဝါရီလကတည်းကကန်တော့ရွာရဲစခန်းကိုဒေါ်လန်ရီတပ်တွေကတိုက်ခိုက်ခဲ့ပေမဲ့အပီးသက်မသိမ်းပိုင်နိုင်ခဲ့ပါဘူး။အဲဒီနောက်ပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်နေတာကြောင့်ကန်တော့ရွာအပါအဝင်အနီးနားကခြေရွာတွေကပြည်သူတွေဟာဘေးလွယာတိမ်းရှောင်နေကြရပါတယ်။လက်ရှိမှာလည်းကန်တော့ရွာအတွင်မှာဒေသခံပြည်သူတွေမရှိတော့ဘူးလို့သိရပါတယ်။စစ်ကောင်စီဟာကန်တော့ရွာတိုက်ပွဲအတွင်ကိုဘုံအလုံးကြီးရာခနန်းတုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ။မနေ့ကဂျက်ဖိုက်တာပြစ်ချခံရပြီးမှလည်းကန်တော့ရွာနဲ့ပလဲမြို့ချတနေရာကိုဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။ဆက်လက်ပြီးဟာခစစ်ဗျူဟာမှုကိုတက်မ69တက်မမှုအဖြစ်အစာရုခန့်အပ်တဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ချင်းပြည်နယ်ဤစစ်ကောင်စီအစိုးရရုံးဆိုင်ရာဟာခါမျိုးတွင်အခြေစိုက်ထားသောဟာခါအခြေချစစ်ပြူဟာမူဘုံမူကြီးစိုးဝင်ထွန်းသည့်ယာရူတိုဖြင့်တပ်မ69တပ်မမှုအဖြစ်အစာတို့ခန့်အပ်ခံရပြီးနောက်ဟာခါအခြေချစစ်ပြူဟာမူအပြောင်းအလဲဖြစ်သွားကြောင်းသိရပါသည်။ယခုဇွန်လအတွင်းဟာခါအခြေချစစ်ပြူဟာမူစိုးဝင်ထွန်းသည့်အစံကဘုံမူကျုပ်ယာရူတိုဖြင့်မန္တလေးတိုင်းမိတီလာမြို့အခြေဆိုင်အမှတ်69ချင်းမြန်တပ်မဌာနချုပ်ကိုတပ်မမှုအဖြစ် ကျောင်းရွှေ့ခြင်းဖြစ်သည်ဟုစစ်ရေးတရင်ရင်းမြစ်များကိုကိုးကား၍စီဒီအမ်ဘူကြီးစင်ရောကပြောပါရယ်သူကလက်ရှိမှာတော့တတ်မှတ်မှုအဖြစ်တိုးလိုက်ပြီးဆိုတော့ယာယီဘုံမှုချုပ်အစမ်းခတ်ဘုံမှုချုပ်ယာရုကိုရရှိသွားပြီဖြစ်ပါရယ်လက်ရှိမှာအခြေချဟာခါမှာပဲရှိပြီးတော့ မိထီလာတို့မဟုတ်သူတို့စစ်စင်ရေးဝင်နေတဲ့နေရီကန်ဗရန်ဘတ်ကိုသွားဖို့ပြင်ဆင်နေသေးပဲရှိပါသေးတယ်။သူအကြောင်းကိုတော့ကျွန်တော်တို့အခုမှစုံစမ်းတိစောက်နေသေးပဲရှိပါတယ်ဟုစီရီယံပိုကြီးစင်ယောကပြောပါတယ်။လက်ရှိတွင်ဟာခအခြေချစစ်ဖြူဟာမှုနေရာတွင်အသေးရောက်ရှိလာသူကိုမတွေ့ရသေးတော့လင်စစ်ကောင်စီအနေဖြင့်ချက်ချင်းခန့်အပ်မိဟုသုံးသပ်ကြောင်းစစ်ကောင်စီသည်ဖြူဟာမှုနေရာကိုအလုံးမထားတတ်ကြောင်းသိရပါတယ်။ဖြူဟာမှုအပြောင်းလဲကြောင်းဟာခမြို့ဝင်းကျင်တွင်စစ်ကောင်စီ၏တံပြန်ထိုးစစ်ဖုံးမှုများ ပြစ်လာနိုင်သည်ဟုသိရပါတယ်။ဖြူဟာမှုအပြောင်းလဲနေတော့စည်ရေးအခြေအနေကထူးခြားလာပွဲမရှိပါဘူး။စစ်တပ်ကလူတွေကတပုံစံတဲတွေပဲ။စကလုံးလေးရှိတယ်။ရှေ့ဖုံကြီးတစ်ချက်ခောက်ရင်နောက်ဖုံကြီးနှစ်ချက်ခောက်မယ်။ပိုကျန်းလာမဲ့လူတွေကိုပဲထက်ထက်ရွေးပြီးခန့်တဲ့အနေထားမျိုးပေါ့နော်။သူတို့ကရောက်ရောက်ချင်းမှဆိုရင်သူတို့ကစည်ရေးလှုပ်ဆောင်မှုအနေနဲ့ယာရုတက်ဖို့အနေနဲ့လောက်ကပြတဲ့ကြတယ်။ဟာခါဝင်ချင်းမှသူတို့ဘက်ကနေတံပြန်စစ်တောင်းထိုးတာတွေ၄ချောင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့တော့သုံးသပ်ရပါတယ်ဟုကိုကြီးစင်ရောကပြောပါတယ်။ ချင်းတော်လိုင်းရေးအင်အားစုများသည်2025ခုနှစ်တွင်ချင်းပြည်နယ်တနေလုံးစစ်ကောင်စီကင်းစစ်ရေးဆောင်ရွက်သွားမည်ဟုကြေညာထားသည်ချင်းပြည်နယ်တွင်ဟာခါတန်တလန်တီးတိမ်မျိုးပေါ်တွင်သာစစ်ကောင်စီတပ်စခန်းများကျန်ရှိတော်သည်ဟာခါအခြေချစစ်ဗျူဟာမှုစိုးဝင်ထွန်သည့်တမ69ဤလက်ရှိတမမှုဘုံမှုချုပ်တင်မောင်ကျော်ကိုစစ်ကောင်စီကဖမ်းဆီးပြီးယာရုရုပ်သိမ်းကမန္တလေးနန်းတွင်မှစစ်ကြောရေးဝန်ကြီးစင်တွင်အစာထုတ်ခန့်အပ်ခံရခြင်းဖြစ်သည်ဟုသိရသည် လက်တလောတွင်တမတ်69တိရက်ခိုင်မခွေနှင့်ဘကူတိုင်ဆက်ဆက်ဒေသများတွင်စစ်စီရင်တာဝန်များယူနေရပြီးမြောက်ပိုင်းမဟာမိတ်ညီနောင်၃ခွဲ၏2029စစ်စင်ရေးကာလမှလက်ရှိအချိန်ထိတစ်နှစ်ခွဲခန့်အတွင်းတမတ်69တပ်မှမူ၅ဦးအထိအပြောင်းလဲဖြစ်ခဲ့သည်ဟုသိရပါသည် ဆက်လက်ပြီးမူဆယ်105မိုင်တွင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲကဇူလိုင်လ1ရက်နေ့မှစတင်၍အခွန်ကောက်ခံပြီးဖြစ်ပြီးကုမ္ပဏီများနှင့်ကုန်တင်ရင်များတရဝင်းမှတ်ပုံတင်အခွန်ဆောင်ရန်အတိပေးကြေညာရေးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်105မိုင်တွင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲကတရဝန်အခွန်ကောက်မြို့ဟုအတိပေးကြေညာထားကြောင်းမူဆယ်အခြေဆိုင်နေဆက်ကုံတဲ့တချို့ကသတင်းဌာနသို့ပြောပါရယ်။နာမည်ဇူလိုင်လတရက်နေ့မှစတွင်မူဆယ်105မိုင် ကျင်းစန်းကျော်ဂိတ်တွင်မဟာမိတ်ညီနောင်သုံးဖွဲ့၏အခခွန်ဌာနကကုန်သွယ်မှုအသွင်အထုံဂျူတီဆောင်နှုံးများကိုစီမံခန့်ခွဲမည်ဖြစ်ပြီး ကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနကအဆိုပါလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲမိဖြစ်ကြောင်းသိရပါတယ်။ထို့ကြောင့်တရုတ်မြန်မာနယ်စပ်ကိပောက်များပုံမှုဖွင့်လှစ်လာသည့်နေ့အများကုန်ကားများအဝင်အထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရှင်မပုံတင်ခြင်းစနစ်များကိုအဆင့်မြင့်တင်မိဖြစ်ကြောင်းသိရပါတယ်။ထို့ကြောင့်နယ်စပ်ကုန်သည်များ၊ဂျူတီဆောင်ကုမ္ပဏီများ၊ကုန်ကားကိများအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ရန်အတွက်ဇူလိုင်လ၁ရက်နေ့မတိုင်မီမဟာမိတ်ညီနောင်၃ဖွဲ့၏အကောက်ခွန်ဌာနလက်အောက်ကကျင်းတာကုန်စည်ပို့ဆောင်ရေးဌာနတွင်ကုမ္ပဏီမပုံတင်ခြင်းနှင့်ရင်းမပုံတင် ခြင်းများကို PC အောင်လှုပ်ဆောင်ရန်လိုအပ်ကြောင်းကိုယ်တိုင်ကြိုတင်အခွန်အကောက်ဖွင့်ခြင်းရင်းအဝင်အထွက်ကြိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ပွဲဤအကောက်ခွန်ဌာနကလှုပ်ဆောင်မည်ဖြစ်ကြောင်းသိရပါတယ်။ဇူလိုင်လ၁ရက်နေ့နေဆက်ကုန်သွယ်ရေးမစတင်ပြီးမှတ်ပုံတင်ခြင်းများဆောင်ရွက်ရမည်ဖြစ်ပြီးဇူလိုင်လ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်ဖြင့်အခွန်ဆောင်ရန်တင်ပြရန်လိုအပ်ကြောင်းလုပ်ငန်းများအခွန်ဆောင်သည့်အချိန်နှောင့်နှေးကြံ့ကြာမှုမဖြစ်စေရန်စာရွက်စာတမ်းအထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနောင်မဟာမိတ်၃ပွဲကမူဆက်၁၅မိုင်း ကျင်းစန်းကျော်ဂိတ်တွင်တရားဝင်ကြေညာထားသည်စာအသွားအလာအရာကတော့တရုတ်နိုင်ငံစကစဘက်ကကျင်းစန်းကျော်ဂိတ်ကိုဤနောက်၃ဘွဲကိုပေးလိုက်တဲ့သဘောလို့ယူဆရတယ်စကစဂိတ်တွေလည်းရှိမဲ့သဘောပဲခုတ်ဂိတ်နဲ့ကိုအခွန်ကောက်ကြမယ်လို့ထင်ပါတယ်မူဆယ်တရငါမိုင်ကုံတွဲရေးဆောင်ကမြောက်ပိုင်းမဟာမိတ်အဖွဲ့ကတင်ထားတာဟုမူဆယ်မြို့မှနေဆက်ကုံတဲ့တူကပြောပါတယ် အကြံဖက်စစ်ကောင်စီကတရုတ်ဤဂျာဝင်စီစံမှုဖြင့်လာရှိုးကိုပြန်လည်ရရှိပြီးနောက်တရုတ်မြန်မာနယ်စပ်ကုံသွေးရေးပြန်လည်စတင်ရန်ကြိုးပမ်းလာရာယခုနောက်ဆုံးတွင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးပွဲကမူဆယ်တရက်ငါမိုင်တွင်တရုတ်ဝင်အခွန်ကောက်မိဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါသည်2023ခုနှစ်ဒီဇင်ဘာလ18ရက်နေ့တွင်မူဆယ်တရက်ငါမိုင်ကုံသွေးရေးဆောင်ကို နောက်ပိုင်းညနောင်မဟာမိတ်သုံးဖွဲ့ဤလက်အောက်သို့အပြည့်အဝမဟုတ်သည့်တိုင်အတိုင်းဒါတစ်ခုအထီသို့ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းညနောင်မဟာမိတ်သုံးဖွဲ့ကတရုံဝင်ကြေညာခဲ့ပါတယ်။ဆက်လက်ပြီးပေါင်းမြို့နယ်ကပ္ပစ24မှာဒူတက်ကျက်တအူကတနက်နှစ်လံလက်ပြပုံတလုံးခရရန်များစွာနဲ့အတူအလင်းဝင်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းပေါင်းမြို့နယ်ကပ္ပစ24မှာဒူတက်ကျက်တအူက တနက်နှစ်လံပုံတလုံးခရမ်းများစွာနဲ့အတူအလင်းဝင်လာကြောင်းကြီးသူကာကွယ်ရေးတပ်မတော်ပခုတ်ကူခရိုင်အမှန်ကတရရင်မှာတောင်းရှိသူတို့ကတရင်ဌာနသို့ပြောဆိုပါတယ်ဇွန်လ3ရက်နေ့မကွေးတိုင်းပခုတ်ကူခရိုင် အောင်မြို့နယ်အခြေဆိုင်ကပ္ပစ24မှာဒုတက်ချက်တအူကပခုတ်ကူခရိုင်အမှန်ကားတရင်ထံသို့ MA3 တနက်နှစ်လံ MG ဘုံတလုံး 5.56G 214တောင်းနဲ့ကြီးပေါက်လေးပေါက်ကိုယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။ပခုတ်ကူခရိုင်အမှန်ကားတရင်တရင်မှုကတအူတဲ့ဖြင့်တနက်နှစ်လံအပါအဝင်လက်နက်ခရိုင်များယူဆောင်လာကပြည်သူ့ဘက်သို့ကူးပြောင်းလာခြင်းအတွက်ကပ္ပစ24မှာဒုတက်ချက်ကိုနှွေးထွေးစွာကြိုဆိုကြောင်းပြောဆိုရင်ဂုံပြုစုကြီးငွေကျပ်380ချီမြင့်ခဲ့ကြောင်းသိရပါတယ်။လက်ရှိစစ်က ောင်စီလက်အောက်တွင်တန်ရှိနေသောစစ်သားများအနေဖြင့်လည်းလက်နက်ခဲယံများနှင့်အတူပြည်သူဘက်သို့အချိန်မီအလင်းဝင်ရောက်ကြရန်ပခုတ်ကူခရိုင်အမှန်ကားတိုင်ရင်ကတိုက်တွန်းနှိုးဆော်ထားပါသည်